ယနေ့ညအစီအမံကစားမယ်အင်တာမီလန်နဲ့ဘာစီလိုနာတို့ရဲ့ချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယကြောက်ွယ်စဉ်မှာပေတင်ကအနိုင်ရယူသွားနိုင်မလဲအင်တာနီပြစီမွန်အင်ဆိုင်ကကျွန်တော်တို့ဒီကွက်ရဲ့အရေးပါမှုကိုသိပါတယ်အလွန်အားကောင်းတဲ့အကျဉ်းသက်နဲ့ရှင်မြန်းမှာဖြစ်တဲ့အတွက်ကစားပုံကောင်းဖို့လိုအပ်ပါတယ်အတင်ကပုဂ္ဂိုလ်ကိုယုံကြည်ပြီးဒီကွက်ကိုတက်ကြွစွာစောင့်မျှော်နေကြပါတယ်ဟုပြောကြခဲ့ပြီးဂျာမက်က290မှာတစ်ခါသာပေါ်လာတဲ့ပိုင်းမီရှင်မျိုးပါဟုချီးကျူးခဲ့ပါတယ်ပါကန်ဒီပြဟန်စီဖလစ်ကဇာတိအစမှာကျွန်တော်တို့ဘာအောင်မြင်မှုရမလဲဆိုတာကိုဘယ်သူမှမသိခဲ့ကြပါဘူး။ဒီရာဒီမှာကျွန်တော်တို့ plan လုံးကြားထားပြီးပါပြီ ကစားသမားတိုင်းပွဲစဉ်တိုင်းမှာတိုးတက်လာကြပါလေ။ယခုကျွန်တော်တို့ Champions League Semi-final ကိုရောက်ရှိနေပါပြီ။ဒီအချိန်ကိုပြည့်စုံလာဖြတ်သန်းပြီးတော့ကျွန်တော်တို့ဘလောက်ကောင်းလဲဆိုတာကိုလူတိုင်းကိုပြသပါမယ်။ပထမအကြော့ကတင်ရလက်ကြောင်းဒုတိယအကြော့ဝယ်စဉ်ဟာရှေ့ဆက်ရမယ့်အသင်းကိုအဆုံးဖြတ်ဖို့အရေးကြီးလာပါတယ်။ဖရန်ကီဒီချောင်းရဲ့ဆိုအရာဘာစီလိုနာဟာဒုတိယအကြော့အတွက်ဆက်ပြီးကာဝယ်မှုကိုပြင်ဆင်နေပြီးအင်နာကလည်းရမယ်ကိုဘလို့ထိုင်းချုံလဲဆိုတဲ့အစီအမံချက်တွေဆွဲနေပါတယ်။ပထမအကြော့ကိုကြည့်ခြင်းအဖြစ်ဒီကွယ်ဟာပြိုင်ဆိုင်မှုပြင်းထန်ပြီးရေကုန်ရေကန်းကစားကြမယ်လို့ထင်ပါတယ်။ အင်တာရဲ့အင်ဝင်အသာချက်ကိုဘာစီလိုနာဘယ်လိုကျော်ဖြတ်မလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းပါလေဒါပေမဲ့ဘာကကစားသမားတွေနဲ့လမိုင်းရမယ်လို့ကစားသမားမျိုးရဲ့ကစားပုံကိုကြည့်ရင်ဘာစီလိုနာကအသာစီးရယူနိုင်ပါတယ် ESPN ရဲ့ခံမှန်းချက်အရပွဲရလက်က2-1နဲ့ဘာစီလိုနာနိုင်ရပြီးဖိုင်နယ်ကိုတန်လန်းတော့မယ်လို့ခံမှန်းထားပါတယ်ဒါပေမဲ့ဘောလုံးဆိုတာခံမှန်းလို့မရတဲ့အားကစားဖြစ်တာမို့ဘာမှမဆိုဖြစ်သွားနိုင်ပါတယ်ညီကိုတို့ရောဘယ်သိနိုင်ရမယ်ဆိုတာကိုကွန်မန့်မှာဆွေးနွေးပေးကြပါဦး